အခုလိုရေလုတ်ပေးနေရတာပြောပါရဲဆိုရဲခင်ဝင်ပါပြိတ္တမြအောင်မဲမေလာပါရှင်မင်းသမီးလေးခင်ဝင်းဝါကတော့ခုဆိုရင်သူဝတနာပါရနုပြန်လို့တွေ့မှာစူးစားလို့ခိုင်းနေတယ်လို့တပတ်မှလေးပရဟိတလို့တွေ့ကိုစူးစားပြီးတော့အဆောင်ရပြနေရကိုကြည့်ရပါတယ်။ဒီကနေ့မှလေးမင်းသမီးလေးခင်ဝင်းဝါကတကယ်ခက်ခဲဖြစ်နေတဲ့နေရာရေးစီကိုခရိုင်တော်ရောက်ကလူတန်းထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။ခင်ဝင်းဝါကတော့ငလင်ပေးတဲ့နေရာရေးအတွက် online donation group ကို3130လူတန်းထောက်ပံ့ပေးခဲ့ပြီးသူလူခန္ဓာက3600ရရှိခဲ့ပါတယ်။ ကင်ဝဲဝါကားသူရမတီလူတန်းငွေကိုရ9ရက်သားတမင်တွေရဲ့စူပါလူငွေတွေနဲ့ဒုက္ခရိုင်းသွားရောက်ထောက်ပံ့ပေးကြတာဖြစ်ပါတယ်။အခုဆိုရင်မင်တမင်လေးကင်ဝဲဝါကားစူပါလူငွေတွေနဲ့ငလျင်တန်တဲ့ပန်းစုံရွာလေးမှာအိမ်33လုံးကိုပြန်လည်ပြီးတိစောက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပြင်ခင်ဝင်ဝါက online donation group foundation နဲ့အတူတူရမန်တင်ပင်းစုတောင်ရွာနဲ့မြရွာရှင်ကလေးပေးတဲ့မိသားစုဝင်တွေအတွက်အင်းစားပစ္စည်းများနဲ့အလူငွေတွေကိုလည်း grant တွားရောက်ကလူတန်းပေးခဲ့ပါရယ် ခင်ဝဲဝါကတော့ခုစရင်ပရာဟိတအချိုပြုအလုပ်တွေမှလည်းတူတက်နိုင်တဲ့ဘက်ကနေစူးစမ်းဆွဲပေးနေပြီးအခုလိုဂရိုင်းသွားရောက်ကလူတန်းထောက်ပံ့ပေးရတဲ့ပုံမှလည်းပီတိဖျားကြောင့်မင်းသမီးလေးခင်ဝဲဝါကပြောပြလာခဲ့ပါတယ်။အနုပြာလုပ်လေးတွေမှာပရိဒရီရဲ့အာပိမူရီကိုအပြေဝါရရှိနေတဲ့မင်းသမီးလေးခင်ဝဲဝါကတော့အခုစရင်သူမဂရိုင်းကလေးပေးတဲ့ပြည်သူတွေကိုဂရိုင်းသွားရောက်လူတန်းထောက်ပံ့ပေးနေပြီဖြစ်ပြီးပရာဟိတအချိုပြုအလုပ်တွေမှတရောက်တနေရာကနေပါဝင်လူတန်းပေးနေရကိုကြည့်ရပါတယ်။ ခေဝေဝါကတော့ခုလိုဖြစ်သွားတဲ့အခြေအနေတွေကဒုက္ခရငငယ်တို့ကကြုံတွေ့ခံစားဖူးခဲ့ရမှုအလုံးရပုံမှာကုချင်းစာမေးကြောင်းပြောပြလာခဲ့ပါတယ်။သွားတော့နောက်ထပ်လည်းလွေရချက်ရှိနေတဲ့နေရာလေးတွေကိုထပ်ပြီးလူတန်ထောက်ပံ့ပေးသွားမယ်လို့လည်းဒီကနေ့အင်တာဗျူးကနေမင်းတမီလေးခေဝေဝါကပြောပြလာခဲ့ပါတယ်။အခုလိုပရဟိတာလို့လေးတွေမှာတအားရဖက်ကနေဆောင်ရပေးနေတဲ့ခင်ဝေဝါကိုပရိဒိရိကအပေးနေကြပြီးမန်နီမှာအမျိုးမျိုးစုတောင်းပေးနေကြပါဗျ။ ခင်ဝင်ဝါကတော့ငလင်ပေးတဲ့ပြည်သူတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြပြလာခဲ့ပါရယ်ခင်ဝင်ဝါကဒီအချိန်ဒီမှာတော့အလူရဲ့ခန်းစားချက်နဲ့ထပ်တွေ့ကြရယ်ဆုံရှုံသွားရယ်မိသားစုဝင်တွေလည်းတော်တော်များပါရယ်ကိုကိုရိုင်းကလည်းနာခိကိုခန်းစားခဲ့ရဖို့တော့ဒီငလင်ကိုကိုချင်းစာမိပါရယ်ကိုကိုရိုင်းကအခုလိုတော်ရလူတန်းပြီးတော့အချိန်တွေကိုလည်းပို့သေးရည်ပေါ့နော်လွယ်တဲ့နေရာလေးတွေရဲ့အတွက်တတ်နိုင်သလောက်ကူညီပေးသွားမှာပါအားလုံးနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါရယ်အတင်းထားကြပါလို့လည်းပြောချင်တာပေါ့နော်နောက်ထပ်လည်းအရေးပေါ်နေရာလေးတွေအတွက်ကိုလည်း ကရိုင်တွားရောက်ထူတန်ပေးမှာပါဆိုပြီးခင်ဝေဝါကပြောပြလာခဲ့ပါတယ်။မင်းသမီးလေးခင်ဝေဝါကတော့ငလင်ပင်တဲအကြောက်ခဲ့တဲ့ဒေတာများကဲစေးရင်နဲ့ပြန်လည်ထူထောင်ရေးအတွက်မင်းဝါမှာတိန်230ကျမ်းမတီးပြီးကေစေးရွက်ဖွဲ့များကိုဆက်တွယ်လူတန်းပေးခဲ့ပါရယ် ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာစနေတင်းကြောင်းအသည်နဲ့တူပြန်လာခင်ဗျာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီချီရှိမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။